โอเคအားလုံးပဲမင်္ဂလာပါအဲကျွန်တော်တို့ဒီအဲဒီမနေ့ကအမှန်တကယ်ဆိုလို့ရှိရင်တော့ကျွန်တော်မနေ့ကဗီဒီယိုတင်ပေးရမှာပေါ့နော်ဒါပေမဲ့ဒီနေ့ဒီနေ့မှစပြီးတော့ကျွန်တော်တို့တင်มาဖြစ်ပါတယ်โอเคဒါဆိုတော့ကျွန်တော်တို့ဒီ Skyware ဆိုတာဘယ်လိုမျိုး software လဲပြီးတော့ဒီ Skyware ကနေပြီးတော့ဘယ်လိုမျိုး in cam နေရလာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့အရင်နေ့ရှင်းပြပေးတော့မှာဖြစ်ပါတယ်အဲ့ဒီတော့ဒီ Skyware ဆိုတာကကြာတော့ဒီ block programming တစ်ခုဖြစ်တယ် ဒီ blog programming နဲ့ blog blog ဆက်ပြီးတော့ဒီ coding အဖြစ် run ပြီးတော့ဒီ application တွေကိုလောလောကူကူနဲ့ဒီဆောက်ရတဲ့ software ဖြစ်ပါတယ်။အဲသူကဖုန်းရှိုံနဲ့ရပါတယ်။သူ Android 8 black 5 black အဲအထက်တွေမှာဆိုရှင်အသုံးအသုံးပြုလို့ရပါတယ်။တော်တော်လေးလဲဒါဆိုလို့ရှင်ဟို application တစ်ခုဖြစ်မြောက်ဖို့တော်တော်လေးလောလောကူကူလို့ပြောလို့ရပါတယ်ပေါ့နော်။ โอเคဒီလိုဆိုတော့ကျွန်တော်တို့ဒီ2 month ဆိုလို့ရှိရင်ဘာတွေပါလဲဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် layout တွေနောက် error age widget တွေဒါမျိုးတွေတော့ပါတယ်နောက်ပိုင်း list တို့ပါ library ကိုကဲတည့်ရနိုင်အဲ့ဒါတွေတော့ပါတယ်အန်ဒါတွေဒါတွေကိုအရင်ဆုံးလေ့လာသွားမယ်ပေါ့နော်ဒါနောက်ပိုင်းနောက် video တွေမှာကျွန်တော်တို့လေ့လာပါမယ်ပေါ့နော်โอเคဒီလိုဆိုတော့ဒီဒီ scalaware နဲ့ရေးတဲ့ software တွေကိုအဲဘယ်လိုမျိုးအဲ့ကနေပြီးတော့ဘယ်လိုမျိုး income တွေရလာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့ session ပါမယ်ပေါ့ income ကဝင်ငွေတွေကတော့ကျွန်တော်တို့အဲနီလန်းမျိုးစုံနဲ့ဝင်လို့ရပါတယ်အမ်ပထမတစ်ခုပထမအနေနဲ့ကတော့ဒီ application တစ်ခုရေးဆွဲလိုက်ပြီးတော့ကျွန်တော်တို့ movie application ပဲဖြစ်ဖြစ်ဒီကိုကိုကိုရဲ့ကိုပိုင် app ဖြစ်တဲ့ဒီလိုမျိုးဘယ်လိုပြောရမလဲ shop shopping application တွေပဲဖြစ်ဖြစ်အဲအဲ့ဒီလို application တွေကနေပြီးတော့အဲ့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ကြော်ညာတွေထည့်ပြီးတော့အာဝင်ငွေတွေရနိုင်တယ်။နောက် add more ဘောင်းနဲ့ချိန်ပြီးတော့အဲ့မှာဝင်ငွေတွေရနိုင်တယ်။ အဲနောက်ပြီးတော့ကြတော့ကျွန်တော်တို့ကဒီဟောပေါ့နော်ကိုပိုင်ဆော်ဝဲရေးပြီးတော့အဲဝင်ငွေတွေရှာလို့ရမယ်ပေါ့နော်နောက်ဒိုင်းယာရောင်းတဲ့ဒိုင်းမွန်ရောင်းတဲ့ application တွေအများကြီးပေါ့နော်ဒီကိုရဲ့ဘယ်ပြောမှမလို့လုတ်လုတ်တဲ့ပုံမှာမူတည်ပြီးတော့ application တွေကတော့လုတ်လို့ရသွားမှာပဲဖြစ်ဖြစ်တယ်ပေါ့နော်โอเคဒီလိုဆိုတော့အဲ့ဒီကနေလဲဝင်ငွေတွေရနိုင်ပါတယ်နောက်ပြီးတော့ကြတော့ဒီ client တွေရှာနေလဲဝင်ငွေရနိုင်ပါတယ် application ကျွန်တော်တို့လာ add တယ်ဆိုလို့ရှိရင်အဲ ဘလောက်ဘလောက်အနှောင်းသားနဲ့ထားပြီးတော့ကျွန်တော် application တခုရေးပေးမယ်အဲဒါဆိုရင်ရမယ်ပေါ့နော်โอเคအဲ့ကနေလဲကျွန်တော်ဝင်ငွေရနိုင်တယ်အဲ့ဆိုနီလန်းက3မျိုးလောက်ရှိမယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ပထမတစ်ခုကကြော်ညာတွေကနေဝင်ငွေရနိုင်တယ်နောက်ကိုပိုင် app တွေထုတ်ပြီးတော့အဲ့ဒီထက်ကနေကိုကိုပိုင်ဈေးရောင်းလို့ရမယ် application တွေရေးလို့ရမယ်နောက်ပြီးတော့ကြတော့ဒီ client တွေရှာပြီးတော့ကျွန်တော်တို့ရေးလို့ရမယ် โอเคဒီကနေပြီးတော့ကျွန်တော်တို့ဘာတွေဆက်ရသေးလဲဆိုတော့ကျွန်တော်တို့ဒီဒါကတော့ကျွန်တော်တို့ blog programming တွေမှာကျွန်တော်တို့ဒီ application တွေရေးတော့မယ်တော့ website တွေဘာတွေအထိကျွန်တော်စိတ်ဝင်စားသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာရက်နေလို့မရတော့ဘူးဒါဆိုတော့ကျွန်တော်တို့ဒီကဒါ coding ရဲ့အခြေခံနေဖြစ်ပါတယ်ဒီကောင်နေကကျတော့ဒီကျွန်တော်တို့ website ကိုပဲ google application ဘက်ကိုပဲ google software ဘက်ကိုပဲ google ပေါ့နော်အဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကအခြေခံနေပါသွားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့က web မှာ web ရေးမလား application ရေးမလား အဲဒါဆိုရင်နည်းနည်းလေးသူ့ရဲ့အခြေခံလေးတွေသဘောတရားလေးတွေတည်တော်ပြီးဖြစ်တဲ့အတွက်ကျွန်တော်ပို့ပြီးတော့လွယ်ကူသွားပြီပေါ့နော်လေအဖွဲမှာလေးလာရတာလည်းပို့ပြီးတော့လွယ်သွားပြီပေါ့နော်โอเคအဲ့လိုလေးတွေတော့လည်းရှိတယ်ဒါနောက်ပိုင်းကိုဘယ်လိုပြောမလဲဝါသနာပိုင်းပါသလိုထပ်ပြီးတော့လေးလာမှာပေါ့နော်အာဒီကောင်ကတော့ကျွန်တော်တို့ application တွေကိုလွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်အချိန်မြန်မြန်နဲ့ကျွန်တော်ထုတ်လို့ရတဲ့အာ tool တစ်ခုဖြစ်ပါတယ်ပေါ့နော် โอเคဒီလိုဆိုတော့ကျွန်တော်မနေ့ကတုန်းကကျွန်တော်တို့ Scalar web application ကိုကျွန်တော်တို့ link ချပေးထားပြီးဒါအဲ့ဒီမှာသွား download ရအောင်ပါပဲเนาะโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီလိုပုံစံလေးထွက်လာပါလိမ့်မယ်โอเคဒါဆိုတော့ကျွန်တော်တို့နောက် video မှာကျွန်တော်တို့ပြန်ဆုံးကြပါမယ်အာဒီသူ့ရဲ့လှုပ်လှုပ်ပုံနဲ့ဘယ်လိုမျိုးဝင်ငွေရနိုင်လဲဆိုတော့ကျွန်တော်ပြပြပေးတာဖြစ်ပါတယ်ဒါဆိုအားလုံးကျေးဇူးတင်ပါတယ်